ဖဝဖမအားလုံးမင်္ဂလာပါ clock ကနာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့ပြည်မြလေးပွဲစဉ်ကိုတွေပြန်လဲရှင်ပြိုင်ရင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့တော့ကျွန်တော် Brentford နဲ့ Liverpool တို့ရဲ့အပွဲချုပ်သွင်းချက်လေးကိုလုပ်ပေးသွားမှာဖြစ်ပါတယ်ဘယ်အားဆုံးလို့ဆိုရင်အဲဒီဗီဒီယိုလေးမဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကတဲ့ရင် like subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအားဆုံးလို့ဆိုရင်ကျွန်တော်တို့ဒီအသင်းအဲနံပါတ်3အကြောင်းလေးပြောခင်ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ငါးပွဲလေးကိုကျွန်တော်တို့တစ်ချက်လောက်ပြန်ကြည့်လိုက်ရအောင် ။နောက်ရင်သုံးနေတဲ့ကျွန်တော်ဒီသင်းနှစ်သိန်းနောက်ဆုံးရှင်ပြိုင်ထားတဲ့ငါငါးပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျင်ဖြစ်တဲ့ Brembo Brembo ကတော့ကျွန်တော်တို့အဲနှစ်ပွဲနိုင်နှစ်ပွဲရှုပ်ပြီးတော့သူတို့တပွဲတည်ကြထားပါတယ်။ဒီတော့ကြောင့်လဲသူတို့အနေနဲ့ အဆင်မပြေဘူးဆိုတာလည်းစားလို့ဆိုရင်ကိုသိန်းနဲ့စားလို့ဆိုရင်တော့တော်တော်လေးမှအဆင်ပြေတဲ့ပုံစံတော့ရှိတယ်။ဘာလို့ကြောင့်လို့ဆိုရင်ကိုသိန်းကတောင်းလျှောက်ကိုရှုံးပွဲတွေဆက်နေပြီးတော့တစ်ဖက်ကအသင်းရတော့မှနိုင်ပွဲတွေပါလေပြင်တီပွဲတွေပါရနေတဲ့အတွက်ကြောင့်အဲဘရန်ဖို့အနေနဲ့တိတ်ပြီးတော့မစိုးလာဘူးလို့တော့ကျွန်တော်တို့ပြောလို့ရမယ်။ဘာလို့ကြောင့်လို့ဆိုလို့ဆိုရင်ဒီတဲမှာဘရန်ဖို့ရှင်မြန်တဲ့အသင်းတွေမှာဆိုရင်တော့မန်ချက်စတာစီးတို့အဲပါတယ်ဗျပြီးရင်မန်ချက်စတာယူနိုက်တက်ပါတို့နဲ့ပါတဲ့အတွက်ကြောင့်ဘရန်ဖို့အတွက်ကတော့တိတ်ပြီး မစိုးလာဘူးလို့တော့ပြောလို့ရတယ်။တစ်ဖက်ကလီဗာပူးလီဗာပူးကတော့ကျွန်တော်တို့တော်တော်လေးမှအခြေအနေစိုးရွားလုံးတယ်လို့ပြောလို့ရတယ်။နောက်ဆုံးချင်မြန်ထား၅ပွဲမှဆိုရင်တို့အနေနဲ့အဲနောက်ဆုံးကျွန်တော်တို့အချန်ပီယံလိနောက်ဆုံးအခုရှင်မြန်ထားတဲ့တပွဲပဲအနိုင်ရရှိထားပြီးတော့ကျန်တဲ့ကျွန်တော်တို့အဲလေးပွဲသလုံးကိုရှုံးနေထားတာတွေ့ရတယ်ဒီထဲမှာမှကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တကိုးအတာရင်းနေနေပဲရှုံးနေထားတာတွေ့ရတဲ့ဒါကြောင့်လီဗာပူးတို့အနေနဲ့ အခုနောက်ဆုံးရင်မြင်လာတဲ့ချက်မြင်လေးပွဲစဉ်သုံးပါပြန်လဲနိုင်ပွဲကိုပုံဖော်ပြီးတော့ဂိုးပြတ်တွေပါရတယ်ဗျာဒီအတွက်ကြောင့်လဲအခုတခါရှင်မြိုင်မဲ့ကျွန်တော်ပြင်းပြလေးပွဲစဉ်ကိုမှတော့လီဗာပူးအနေနဲ့ဘောလုံးအနိုင်ရလက်တွေပါတွေများပြန်လဲဖော်ဆောင်သွားမလားဆိုတာတော့ကျွန်တော်တို့အဲတစ်ချက်တော့ဆွေးနွေးရအောင်โอเคအဲဆိုလို့ဆိုရင်ကျွန်တော်တို့ရုံးဆုံးအနေနဲ့ကျွန်တော်တို့အဲခမန်းလူစင်းလေးနည်းငယ်လောက်သွားလိုက်ကြအောင်ဗျာအကြောင်းအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့အဲအရင်ဖြစ်တဲ့ brand phone brand phone ကတော့သူတို့ရဲ့အဲအဓိကကစားသမားတွေကလည်း ဲဂျားထဲမှာသူတို့ကပရီးမီးယားလိဂ်ကိုသူတို့တပွဲတပွဲပဲကစားနေရတဲ့အတွက်ကြောင့်သူတို့အနေနဲ့တော်တော်လေးဥမာအဲကစားသမားတွေအနေနဲ့အနားရထားတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကလည်းဘာလို့ကြာတော့ကျွန်တော်တို့ဂျားရထဲမှာလည်းချန်ပီယံလိဂ်ပွဲတွေပါတွေကမ်းမယ်။ပြီးရင်လည်းကျွန်တော်တို့အဲဒီတစ်ဖက်ဂျားရထဲမှာတော့ကျွန်တော်တို့အဲကာရာဝန်ကပ်တွေပါတွေပြန်ကမ်းမယ်အတွက်ကြောင့်လီဘာဝူးအနေနဲ့ကတော့နည်းငယ်ပွဲပွဲမှုတွေန်ဒီကြုံတွေ့ရတယ်။ပြီးရင်လည်းကျွန်တော်တို့အဲကစားသမားတစ်တွေကိုအများပြခေါ်ယူထားတဲ့အတွက်ကြောင့်နားလည်မှုလေးတွေကိုတော်တော်လေးဥမာပြန်လဲတိဆောက်နေရတဲ့ အသင်တထင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ခါရှင်မြမယ်ပြည်မြလိပွဲစဉ်ကိုမောအဝေးကမှသွားရောက်ပြီးတော့အနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ဆွေးနွေးလိုက်ရအောင်။ Okay အဲဆိုလို့ကျွန်တော် Brandbook Brandbook ကတော့တို့ရဲ့အဓိကကစားသမားနေရာမှာတော့ကျွန်တော်တို့ corner player player ပဲကျွန်တော်တို့ပွဲထက်လာမယ်လို့မြင်နေ ငါတို့ကြော်ပြီးတော့တခြားကကိုသမားတော့ပွဲထလာမယ်လို့တော့မမြင်ပြီးရင်တော့ကျွန်တော်နောက်တန်း၄ယောက်နောက်တန်း၄ယောက်နေရာမှာတို့ကအေဂျာရှိမှာဗျာပြီးရင်အဲလီဗာပူးရဲ့လူငယ်ကစားသမားလေးအဲဖြစ်တဲ့ဗန်နမန်တို့ဘာလို့ရှိမှာပြီးရင်ကောလင်းတို့ပြီးလို့ဆင်လဲစဉ်ကာယိုရီတို့ဘာလို့ရှိမှာဗျာအဲတို့ကွင်းလင်းမှာလည်းဟန်နာနဲ့ဆန်တို့ဆိုလို့ရှိရင်လည်းအခုချိန်ထိဖန်တွင်းပြေးမှုတွေမှာတော်တော်လေးမှကောင်းမွန်တဲ့ ပုံစံတွေမြင်ရတယ်ဗျ။အဲသူစီကနေတော့ဘောလုံးအဲပေးပူးမှုတွေပြီးလို့ဆိုရင်ဘောလုံးအမြင်ဆိုးချမှုတွေကအဲဘရန့်ဖို့တော်တော်လေးဟိုမှာအဲကုညင်ညီယာရောက်တဲ့ပုံစံမျိုးတွေကျွန်တော်တို့မြင်နေရတယ်။သူတို့ရဲ့ကွင်းလဲမှာဆိုလို့ရှိရင်เนาะအဲသူတို့အဓိကကစားသမားဖြစ်တဲ့ရမိုးရဲတို့ရှိမှာဗျ။ပြီးလို့ဆိုရင်ဟာလာဆန်ရှိမှာပြီးရင်အဲ တန်သူကအဲဒီကစားသမားတွေပါတယ်ရှိမယ်ပြီးရင်တို့တိုက်စစ်တိုက်စစ်ကလည်းတို့တိုက်စစ်မှာတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့ဥဒတရကာယာတို့ပါလို့ရှိမယ်ပြီးရင်ရှိတ်သေးတို့ပြီးရင်လည်းကျွန်တော်တို့အထုသတိထားမှာတီယာကိုတီယာကိုတော်တော်လေးဥမှအဲကောင်းတဲ့ကစားသမားဖြစ်တယ်သူ့ရဲ့အရေးမောင်းတယ်သူ့ရဲ့ နောက်ပြီးတော့ပြည်အားတွေနဲ့ဝမ်မဝဲကြော်မှုတွေမှာလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်လင်မဟုတ်လို့နောက်တန်းအနေနဲ့ဒီကစားသမားတိုက်စစ်ထဲမှာဆိုတီယာကို တော်တော်လေးဥမာထိန်ချုပ်ရခတ်မယ်လို့တော့ကျွန်တော်ကမြင်တယ်။ဘာလို့ကြောင့်လို့ဆိုရင်တီယာကိုအနေနဲ့ကျွန်တော်ရှေ့ပွဲတွေမှာတော့လည်းမန်ချက်စတာစီးတီးတို့ဘာလို့လဲပွဲတွေမှာဆိုရင်လဲသူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားပြီးတော့သူ့အတွင်းကိုးတွေပါဆိုလဲရတယ်ဗျဒါပေမဲ့အဲလူကျွန်တဲ့ လူချင်းကိုနေလို့ဒါသူ့အနေနဲ့အတွင်းကိုတွေမရရှိဘူးအထူးသဖြင့်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာတော့လည်းသူ့စီကအတွင်းကိုတွေကနှစ်ဂိုးလောက်ထိသွားတဲ့အတွက်ကြောင့်တော်တော်လေးကိုမှလီဗာပူးတို့နောက်တန်းတွေတီယာကိုတော်တော်လေးကိုမှထိန်းချုပ်ကမယ်လို့တော့မြင်တာပြီးလို့ဆိုရင်ဟန်နာဆန်ဟန်နာဆန်ကလည်းကျွန်တော်တို့လီဗာပူးကစားသမားဖြစ်တဲ့အတွက်ကြောင့်အဲသူ့အနေနဲ့ဘလောက်ထိကောင်းမွန်လဲဆိုတာကျွန်တော်တို့အကောင်လုံးတိလောက်တယ်ဒီဘက်ကြောင့်လဲသူ့စီရနေပြီးတော့ဘောလုံးပေးပို့မှုတွေကတော်တော်လေးမှအဲကောင်းတဲ့အတွက်ကြောင့် တစ်ဖက်ကဟန်ဒါဆန်ကိုလည်းကျွန်တော်တို့ကွင်းလန်အနေနဲ့တော်တော်လေးမှထိန်းချုပ်ရမယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်တစ်ဖက်ကလီဗာပူးလီဗာပူးကတော့ဒီနေ့လူဆင်းမှာတော့ကျွန်တော်တို့အဲချန်ပီယံလိပွဲမှာလည်းဒဏ်ရာအနည်းငယ်ရထားတယ်ဗျာ။ပြီးရင်လည်းကျွန်တော်တို့ပထမဒဏ်ရာရထားတဲ့လူဆင်းတွေလည်းရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့လူစုံတိတ်ပြီးတော့မထွက်လာနိုင်ဘူးလို့တော့မြင်တယ်။အဲကျွန်တော်တို့ဒီနေ့သတင်းစာရှင်းလင်းပွဲမှာလောက်ရတာလည်းအဲကျွန်တော်တို့ကိုသမားအဓိကကိုသမားဖြစ်တဲ့အဲဟန် ကျွန်တော်တို့အဓိကကုသမားကလည်းအနှောင်းသေးချတယ်နှောင်းနှစ်ပတ်သုံးပတ်လောက်အထိကိုပြန်လာနိုင်မယ်လို့တော့မမြင်သေးဘူးလို့တော့ပြောထားတယ်အလီဆန်နေနဲ့ပြီးရင်လည်းဖရင်မောင်ဖရင်မောင်ကတော့ကျွန်တော်တို့အဲဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်သူ့အနေနဲ့လည်းနှောင်းတစ်ပတ်အစနေနေ့လောက်စနေနေ့တနင်္ဂနွေလောက်ထိမှတော့မှပြန်လာဖို့ဆိုတာမသေးချသေးဘူးလို့တော့မြင်တယ်တစ်ဖက်ကကျွန်တော်တို့အကိုနေဒီကိုနေဒီကိုကျွန်တော်တို့ဒုတိယပိုင်းမှာထုတ်လိုက်တဲ့အချိန်မှာသူ့အနေနဲ့ဒဏ်ရာနည်းငယ်ရသလို့ ရှိတဲ့နေတဲ့အတွက်ကြောင့်ကျွတင်ကောက်ွယ်တဲ့အနေနဲ့ချန်ပီယံလိပွဲမှာတော့သူ့ဆော့ဆော့စီစီပွဲထုတ်တာလို့တော့အနိပြအာနီဆလော့တော့ပြောတယ်ဗျာသူ့အနေနဲ့တော့အခုဘလန်ဖို့နဲ့ပွဲကိုတော့ပြန်လဲပေါင်းဝင်နိုင်မယ်လို့တော့ပြောထားတယ်ပြီးရင်လည်းတစ်ဖက်ကကျွန်တော် Graven Bag Graven Bag အနေနဲ့လည်းကြံ့ခိုင်မှုကိုပြန်လဲကောင်းမွန်လာနိုင်ပြီးတော့ဒါပေမဲ့ဒီနေ့ပွဲမှာတော့ပွဲထက်လူစင်းကနေပြီးတော့လောလောဆယ်တော့မပါနိုင်ဝင်နိုင်သေးဘူးလို့တော့အနိပြအာနီဆလော့ကတော့ပြောထားတယ်တစ်ဖက်ကကျွန်တော်တို့ อีซ่าอีซ่าအနေနဲ့လဲကျွန်တော်တို့ဒီတိုင်းပါလဲသူအနေနဲ့ပွဲကျင်အဲကျွန်တော်လေ့ကျင့်ရေးတွေပါတယ်အပြည့်ဝမစင်းထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ training တွေပါတယ်မစင်းထားနိုင်တဲ့အတွက်ကြောင့်သူအနေနဲ့ကိုအဲထိုင်ရထပ်ပြီးတော့မဖြစ်မအောင်ဆိုပြီးတော့ကြိုတင်ကောက်ွယ်တဲ့အနေနဲ့အဲဒုတိယပိုင်းမှာလူစားလဲပြီးတော့လူစားလဲခဲ့တယ်ဗျာဒီအတွက်ကြောင့်လဲကျွန်တော်တို့ဘဖို့နဲ့ပွဲကိုတော့ပြောင်းဝင်လဲပါဝင်လာမယ်လို့တော့အမြင်နဲ့ ြောထားတယ်ဒါပေမဲ့သူ့အနေနဲ့အပွဲထက်လူစင်းကနေပြီးတော့ပါဝင်မှာဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အဒုတိယပိုင်းမှာပြန်လဲပါဝင်လားမလားဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်โอเคအဲဆိုလို့ကျွန်တော်တို့အဂိုးသမားဂိုးသမားတော့ကျွန်တော်တို့ရဲ့ရန်ဂိုးသမားဖြစ်တဲ့မမတရှိရဲ့ပေါ်ထက်လာမယ်ပြီးရင်တော့ကျွန်တော်တို့အဘလက်လီပဲပြန်လဲပါဝင်လာမယ်လို့မြင်တယ်ပြီးရင်နောက်တန်း CB နေရောက်မှာတော့ကိုနေတဲ့ တော့ budget မနိုင်ပါမယ်ဗျာပြီးရင်လည်းကျွန်တော်တို့ကျွန်တော် champion league ပွဲစဉ်သုံးလုံးကလည်း robertson တပွဲလုံးအတိုင်းတရားသူ့အနေနဲ့ဆော့ကစားထားတဲ့အတွက်ကြောင့်ဒီတပွဲ premier league ပွဲမှာတော့ milo kaka ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်ဒါနဲ့ robertson balada ကလည်းကျွန်တော်တို့ champion league ပွဲမှာတော်တော်လေးဥမာတိတာတဲ့ပုံစံတွေမြင်ရတယ်ဗျာအထူးသဖြင့်သူစီကနေရောအဲ counter ball တွေတော်တော်လေးဥမာဖြတ်တင် ball တွေ counter ball တွေမှာတော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံတွေမြင်ရတယ်တကယ်လို့ဒါကျွန်တော်တို့အနေနဲ့ဒါအဆုံးသက်တေချာကဲမယ်ဆိုလို့ရှိရင် champion league ပွဲမှာလည်းဒီထက်ပိုပြီးတော့ကိုပြတ်မယ်လို့တော့မြင်တယ်ကျွန်တော်တကယ်လို့ဒါ အဲသူစီသူကနေပြီးတော့ထပ်ပါလာမယ်ဆိုလို့ရှိရင်လည်းအဲတော်တော်လေးမှအဆင်ပြေတယ်လို့မြင်တယ်ဒါပေမဲ့မိဘအနေစလို့အနေနဲ့မီလိုဂါကက်ကိုပဲပွတ်ထလာမလားဆိုတာပွတ်ထုတ်လာမယ်လို့တော့အချိန်ကြီးကပုံများတယ်ပြီးလို့ဆိုရင်ကျွန်တော်ကွင်းလင်မှာကွင်းလင်မှာတော့ကျွန်တော်အဲရှေ့ဘွဲကကစားသွားတယ်ကွင်းလင်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမြင်ရတယ်ဗျအထူးသဖြင့်ကာတေးရုံးစီကလည်းအဲ ပေးပို့မှုတွေတော်တော်လေးမှကောင်းမွန်လို့ဝမ်းမဝမ်းကြော်ဖြတ်မှုတွေကလည်းကာရာဂျွန်းကလည်းတော်တော်လေးမှသူ့အနေနဲ့အဆင်ပြေလာတဲ့ပုံစံမြင်ရတယ်ဒီတော့ကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ကာရာဂျွန်းရဲ့ဆူဘူရဲ့ပြီးလို့ဆိုရင်ဖလော်ရင်ဝိရဲ့ပဲဒီ၃ယောက်နဲ့ပဲပေါ်ထွက်လာမယ်လို့တော့မြင်တယ်မက်ကလာမက်ကလဆာတို့ဘာတို့လည်းဒုတိယပိုင်းလောက်မှလူစားလဲမယ်ပြီးရင်ဂရပန်ဘတ်တို့ဘာတို့ဒုတိယပိုင်းလောက်မှထက်လာမယ်လို့တော့ကျွန်တော်တို့ မြင်တယ်ပြီးရင်ကျွန်တော်တို့အဲတိုက်စစ်တိုက်စစ်မှာတော့ကျွန်တော်တို့အဲရှေ့ပွဲကကစားတဲ့အတိုင်းပဲအစ်ဆက်မပါဝင်လာနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အာမိုဘာမက်ဆာလာပဲပြန်လဲပါဝင်လာမလားတော့ကျွန်တော်တို့ချက်တော့ဆောင်ကြည့်ရတယ်သူနေခေစာကိုဘာဖြစ်လို့အဲပွဲထက်လူစင်းရနေပြီးတော့မတုံးသေးလဲတော့ကျွန်တော်တို့လည်းလောလောဆယ်တော့မသိရသေးဘူးဒါမှလည်းအဲခေစာတဲ့ဆာလို့ဆိုရင်အာမိုဘာမက်ဆာလာကိုပဲသူအနေနဲ့ထုတ်သုံးလာဖို့ရာခိုင်နှုန်းပုံများတယ် ။နေ့ရက်ဆိုလို့ရင်ကျွန်တော်တို့မိုဟမက်ဆာလာရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲအီကီတီကေရှိမယ်။အီကီတီကေကလည်းဂိုးလက်ကိုတော်တော်လေးမှကောင်းတဲ့ကစားသမားဖြစ်တယ်။သူ့အနေနဲ့ပွဲထက်ကအပေါဝင်လာတဲ့ပွဲတိုင်းသူ့အနေနဲ့ twin goal မဟုတ်လို့ဆိုရင်ဂိုးထောက်ဖွဲ့မှုတွေကတောက်လျှောက်လုံးနေတဲ့အတွက်ကြောင့်အီကီတီကေကိုဒါအဲကျွန်တော်ဒီပွဲမှာထပ်ပြီးတော့အဲပွဲထက်ကနေရောပေးလိုက်မယ်ဆိုလို့ရှင်သူ့စီကနေပြီးတော့ကျွန်တော်တို့အတွင်းကိုတွေထပ်ပြီးတော့မင်းတွေးရမလားဆိုလားတစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ခါကကိုရီကပူကိုရီကပူကလည်းကျွန်တော်တို့အခုနောက်ပိုင်းနှစ်ပွဲလောက်ကိုအထီကိုသူ့အနေနဲ့တော်တော်လေးမှ ကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်ဒါပေမဲ့သူ့အရင်ခြေစွမ်းတွေလောက်ကိုမပြသထားနိုင်ဘူးမဲ့အဲသူ့စီကနေရောကျွန်တော်တို့အဲစပြန်လဲကောင်းမွန်လာတဲ့ခြေစွမ်းတွေကိုမြင်နေရတဲ့အတွက်ကြောင့်အဲတော်ကျွန်တော်တို့ဒီနေ့ရှင်ပြိုင်မဲ့ပွဲမှာလေကိုဒီကပူအနေနဲ့ဘာတွေဘလို့များလှုပ်ဆောင်ပြီးတော့တွင်းကိုတွေဘာတွေများထပ်လဲထပ်ပြီးတော့ရယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။အဲရကြောင့်လည်းကျွန်တော်ကွင်းလန်အတွက်ကွင်းလန်အတွက်ရတော့ကျွန်တော်တို့ဆပိုစီယာပဲ စိုးဘစီရနေပြီးတော့ကျွန်တော်သူငုတွေမြင်ရမှာဒါမှမဟုတ်လဲဆိုရင်ကျွန်တော်ဖလော်ရင်ဝစ်စီရပဲသူငုတွေထပ်ပြီးတော့မြင်အောင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဖလော်ရင်ဝစ်အနေနဲ့ဟိုနေ့ကချန်ပီယံလိပွဲမှာလေတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်လို့သူစီရနေပြီးတော့လည်းအဲဘောလုံးပေးပို့မှုတွေကတော်တော်လေးမှကောင်းမွန်ခဲ့တယ်လို့ပြောလို့ရတယ်သူ့အနေနဲ့အဲပွဲချင်း မိနစ်20လောက်မှာပေးလိုက်တဲ့ဘောလုံးစီတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်ပုံစံလေးမြန်တွေ့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းဒီမျိုးခြေစွမ်းနေတာဆက်လက်ပြတ်နေလာမယ်ဆိုရင်တော့ Florian Witt အနေနဲ့အင်္ဂလန်ရဲ့မီဒီယာတွေရဲ့ဖိအားပေးမှုကနေတော့တော်တော်လေးကရှောင်ရှားသွားနိုင်မယ်လို့တော့ကျွန်တော်ကမြင်တယ် ငွေရကျလို့နေဒီနေ့တင်းရထိုက်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ hardware ထိုက်တိုက်တွေ့ဆုံမှုမှာတော့အဲ brandfo အသွင်းရတော့တစ်ချိန်ပဲနိုင်ထားပြီးတော့ကျွန်တော်တို့တစ်ချိန်တည်ရထားပြီးတော့ level အနေနဲ့6ပွဲအထိကိုနိုင်ရလက်ကိုပုံဖော်ထားတိုင်းနေဒါပေမဲ့လည်းကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့9ပွဲမှာပြန်ကြည့်လိုက်မယ်ဆိုရင်တော့ level ကတော့နည်းနည်းလေးပို့ပြီးတော့ found out နေတယ်လို့ပြောလို့ရတယ်4ပွဲတော့မှရှုံးထားတဲ့အတွက်ကြောင့်တစ်ဖက်ကလည်း brandfo အနေနဲ့လည်း2ပွဲလောက်ပဲရှုံးတော့သူတို့တည်ပွဲတွေပါရတယ်9ပွဲတွေပါတယ်ဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့် ဘရန်ဖို့အနေနဲ့သူတို့ရဲ့အိမ်ဝင်မှာဘာတွေလုပ်ပြနိုင်မလဲတစ်ဖက်ကလီဗာပူးကပဲကျွန်တော်တို့ရှုံးနေနေရာနေပြီးတော့နိုင်ဝဲတွေပြန်လဲဆက်မလာဆိုတော့တစ်ချက်တော့စောင့်ကြည့်တင်တယ်လို့တော့ထင်တယ်โอเคကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။လာရောက်ကြည့်ပေးတဲ့ညီကိုတရားချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အဲဒီညာရှင်မြန်ကစားကြမယ်။ကျွန်တော် brand flow နဲ့ liverpool ရဲ့ပွဲမှာညီကိုတွေနဲ့ဘနကိုတွေလောက်တွင်းသွားမယ်လို့တော့မြင်မယ်။ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ liverpool အဲဒီတစ်ခါတော့ကျွန်တော်တို့ပြင်းပြလေးမှာပြန်ပြီးတော့ကစားမယ်အတွက်ကြောင့် နိုင်ပွဲတွေလိုအပ်နေတယ်လို့ပြင်တယ်ဒီတက်ကြောင့်လည်းကျွန်တော်ကတော့ဒီပွဲလေးမှာတော့1 2လောက်နဲ့ပဲလီဗာပူးကိုနိုင်ရလက်ပြန်လည်ဖော်ဆောင်သွားမယ်လို့တော့မြင်တယ်โอเคအဲဆိုလို့ရှိရင်ညီကိုလေးဘယ်လိုမြင်ကြလဲမြောက်စင်းလေးမှတ်ချက်ပေးသွားလို့ရပါတယ်နောက်ရဲ့ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါတော့ဗျာ